မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာန၏ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ DNL စုတ်ခွာမဲ့မိုးကုတ်မြို့မှာ ABSDF နဲ့ PDF တို့ကို KIA ကစီရေးကူညီမိဟု KIO ပြောခွင့်ရဘူမူကြီးတော်ဘူးပြောဆိုမိုးမင်းမြို့ကိုစစ်တပ်လက်အောက်မကျစေရန်ခရိုင်ပကဖားနဲ့မဟာမင်းများပူးပေါင်းဆောင်ရွက်မိဟုကတိပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တအောင် TNL စုတ်ခွာမဲ့မိုးမင်းမြို့မှာ ABSDF နဲ့ PDF တို့ကို KIA ကစည်ရေးကူညီမည်ဟု KIO ပြောခွင့်ရပုံမူကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါရယ်။မုံမိမြို့နယ်တွင် KIA တပ်ရင်းများရှိပြီး ABSDF PDF တို့နှင့်အတူပူးတွဲရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် TNL စုခွာမဲ့မိုးမိတ်မြို့နယ်ပတ်သက်၍စီရေးအရဆောင်ရွက်ရမရှိတော့လေ APSDF နဲ့ PDF တို့ဤစီရေးလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါတယ် မိုးမဲမျိုးနယ်တဲတွင်ကျွန်တော်တို့ KIA တပ်ရင်း34ရှိတယ်။ KIA PDF တပ်ပေါင်းစု အတူတူနေတယ်။အခြေချထားတယ်။မိုးမဲမျိုးနယ်ပတ်သက်လို့တီးသန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ခုကြီးသားမျိုးရှိနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်။မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသောအခြေအနေများအရမိတို့ပင်အခက်အခဲဖြင့်ကြုံတွေ့စေကမူပြည်သူနှင့်တသားတည်းရှိနေမည်ဖြစ်ကြောင်း ထို့ပြင်စစ်ကောင်ရှင်လက်အောက်သို့မကြရောက်စေရန်နှင့်ဒေါ်လာရေးအောင်မြင်မှုပန်းတိုင်စီတို့အမြန်ဆုံးရောက်ရှိစေရန်ဒေါ်လာရေးညီနောင်မဟာမီးများနှင့်အတူပူးပေါင်း၍အောင်မြင်မှုရသည့်အထိဇလက်ချီတက်သွားမည်ဖြစ်ကြောင်းဂရီးသစ္စာပြုထားပါသည်။ TNL ကအော်တိုဘာလ29ရက်နေ့တွင်တရုတ်၏ချောင်းဝင်စစ်ဆက်မှုဖြင့်စစ်တပ်နှင့်အပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုန်းနှင့်မိုးမင်းမြို့များမှပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းတရုတ်ဝင်ထုတ်ပြန်ကြေညာထားပါသည်။ ဆလပီတနင်္သာရီမြို့နယ်မောတောင်မြို့တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးမြို့လုံးကျွတ်ထောင်ထဲချီသောပြည်သူများထိုင်းမြန်မာနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ရတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီမြို့နယ်မောတောင်မြို့တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးမြို့လုံးကျွတ်ထောင်ချီသောပြည်သူများထိုင်းမြန်မာနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ10ရက်နေ့မှာစတင်၍မောရောင်မြို့ပတ်သို့စစ်တပ်ကလက်နက်ကြီးများအဖြစ်ဖြစ်ခဲ့ခြင်းစစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်လာကြောင်း KNU ဦးဆောင်သောတော်လရင်တပ်များကလည်းစစ်တပ်ကိုပြန်လည်ခုခံတိုက်ခိုက်ရမှတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့နဲ့ယနေ့နိုဝင်ဘာလ12ရက်နေ့အထိမောရောင်မြို့ပေါ်အထိတိုက်ပွဲများဖြစ်ပွားနေကြောင်းမောရောင်မြို့မှမြို့လုံးကျွတ်ပြည်သူများမှချိုင်းမြန်မာနယ်စပ်ထိုင်းအာဏာပိုင်များစောင့်ကြပ်ထားသောဂျန်စီခွန်ဂိတ်အနီးသို့စစ်ပေးရှောင်နေရကြောင်းသိရပါသည် တိုက်ပွဲတွေကနိုဝင်ဘာလ10ရက်နေ့ကစဖြတ်တာနိုဝင်ဘာလ17ရက်နေ့မှာအပြင်းထန်ဖြစ်တဲ့အခုဒီနေ့လည်းဖြစ်နေတော့မယ်ဒီမနက်6နာရီကစပြီးခလာရ224ကနေပြီးတော့လက်နက်ကြီးတွေတောက်လျှောက်ထူနေတယ်ပြည်သူတွေပြေးနေရတော့မယ်စစ်တပ်ကစစ်ပေးရှောင်ပြည်သူတွေတဲကအမျိုးသားတွေကိုပေါ်တာဆွဲနေတယ်နေဆက်နာအထိစစ်တပ်ကပေါ်တာလာဆွဲတာလို့အခုတော့ထိုင်းဘက်ကဂိတ်ကိုနင်းနေဟပေးပြီးလိုအပ်တာအကုန်ကူပေးနေတယ်မျိုးလုံးကျွတ်ရှောင်နေရတာအကုန်ပြေးနေရတာဟုစစ်ပေးရှောင်ပြည်သူတဲ့ဦးကပြောဆိုပါတယ် ရှနိနနက်ပိုင်းတွင်လဲမောတော်မျိုးပေါ်နှင့်အနီးပတ်ဝန်းကျင်တွင်လက်နက်ကြီးနှင့်လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေကြောင်းစစ်ပေးဆောင်ပြည်သူများမှစားနပ်ရိက္ခာအနှွေးထည်နှင့်စေဝါများလိုအပ်နေကြောင်းသိရှိရပါသည် KNUE ထုတ်ပြန်ကြတဲ့အရာမှုနိုဝင်ဘာလ10ရက်နေ့ကစပြီးမောတောင်နယ်ဆက်ရှိအနာသိန်းအကြံဖက်စစ်တပ်စခန်း၏လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများယခုချိန်အထိထွက်ပြေးတိမ်းရှောင်နေရကြောင်းအနာသိန်းအကြံဖက်စစ်တပ်က၎င်းတို့အနာဆက်လက်တည်မြဲနိုင်ရေးအတွက်၎င်းတို့အုပ်ချုပ်ရာနေမြေများတွင်အထူးရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိကြောင်း၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရသောနေမြေများဖြစ်သည့် KNU မိတ်တဝဲခရိုင်အုပ်ချုပ်ရာဒေသများအတွင်ရှိပြည်သူလူထုများအားအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းများမကြာခဏပြုလုပ်နေကြောင်းသိရပါတယ်။စစ်ဗိုလ်ချုပ်များကအာနာကိုဆက်လက်စုပ်ကိုင်ထားနိုင်ရေးအတွက်ဂျိုတင်ကြံစီထားသောတရားမဝင်ရွေးကောက်ပွဲမှာ အတူရောက်တာဖြစ်ဟု CRPH ကထပ်မံကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်ဗိုလ်ချုပ်များကအာနာကိုဆက်လက်စုပ်ကိုင်ထားနိုင်ရေးအတွက်တရားမဝင်ရွေးကောက်ပွဲကိုကြိုတင်ကြံစီထားသဖြင့်ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကထပ်မံကြေညာပါတယ်။ ယနေ့နိုဝင်ဘာလ၈ရက်နေ့ကြာရောက်တဲ့2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်ပြန်သော CRPH ကြေညာချက်တွင်အထက်ပါအတိုင်းကြေညာလာခြင်းဖြစ်ပါသည်။2020ပြည်နှစ်နိုဝင်ဘာလ၈ရက်နေ့၌ပြုလုပ်ခဲ့သည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ62ခုနှင့်တက်သီးပုဂ္ဂလာတို့မှကိုစလီလောင်စုစုပေါင်း9639ဦးကဝင်ရောက်ရှင်ပြိုင်အရွေးချေခံခဲ့ရကြောင်းပြည်သူ့တော်တွင်မဲဆန္ဒနှင့်330ရှိသည့်အနက်315နှင့် အမျိုးသားလွှတ်တော်တွင်မဲဆန္ဒနှင့်168နယ်ရှိသည့်အနက်162နယ်တွင်တိုင်းဒေသလူမျိုးလွှတ်တော်ကိုယ်စားလှယ်များအပါအဝင်တိုင်းဒေသကြီးပြည်နယ်လွှတ်တော်မဲဆန္ဒနှင့်683နယ်ရှိသည့်အနက်642နယ်စုစုပေါင်း1181အနက်1139နယ်တို့တွင်ရွေးကောက်ပွဲများကျင်းပနိုင်ခဲ့ကြောင်းတရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူလူဦးရေ၏87ရာခိုင်နှုန်းကျော်ကဆန္ဒမဲပေးခဲ့ကြပြီးခိုင်လုံမဲ96ရာခိုင်နှုန်းကျော်ရရှိခဲ့ကြောင်း CRPH ကဆိုပါတယ် အဆိုပါရွေးကောက်ပွဲအားယုံကြည်စိတ်ချရပြီးပြည်သူအများစုဤဆန္ဒကိုထင်ရှားစေခဲ့သည့်ရွေးကောက်ပွဲအဖြစ်ပြည်တွင်းပြည်ပရွေးကောက်ပွဲလိလစောင့်ကြည့်သူများကအသိမှတ်ပြုခဲ့ကြကြောင်းရှင်းရွေးကောက်ပွဲကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲဥပဒေများနဲ့အညီကျင်းပပေးခဲ့ပြီးနိုင်ငံသားများကကိုဗစ် -19 ရောဂါကူးစက်မှုများကြောင့်ကိုဗစ်စီးပင်းစည်းကမ်းများနဲ့အညီ၎င်းတို့ပြင်းပြသောဒီမိုကရေစီစိတ်ဆန္ဒကိုမှန်ကန်စွာထုတ်ဖော်ခဲ့ကြကြောင်း CRPH ကကြေညာပါတယ် အကြံဖတ်စစ်တပ်ကတရားဝင်အစိုးရထံမှနိုင်ငံတော်အာဏာကိုဥပဒေမဲ့လူယူခဲ့သည့်အပြင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံကောင်ဆောင်များလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်သူများအားအပြစ်မဲ့ဖမ်းဆီးထောင်ချထားခဲ့ကြောင်းအယက်သားပြည်သူများအားအဓိကပြစ်မှတ်ထား၍လေကြောင်းဖြင့်တိုက်ခိုက်ခြင်းအစုလိုက်အဖြုံလိုက်တပ်ဖြတ်ခြင်းအတင်းအာရမစစ်မှုထမ်းဆောင်စီခြင်းတို့ကိုဆက်လက်တိုးမြှင့်လှုံ့ဆော်လျက်ရှိကြောင်းသိရပါသည် အကြံဖတ်စစ်တပ်၏လူမဆန်သောအကြံဖတ်လုပ်ရများကြောင့်ပြည်သူ၃.၆တန်းကျော်ကနေရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီးတန်းပေါင်းများစွာသောပြည်သူလူထုသည်အိမ်နီးချင်းနိုင်ငံများနှင့်အခြားနိုင်ငံများတွင်ဒုက္ခသည်အဖြစ်ခိုလုံနေကြရကြောင်းလက်ရှိအချိန်တွင်စီးပွားရေးတိတိတတ်တာကျဆင်းခြင်းအလုပ်အကိုင်ရှားပါးလာခြင်းတရားဥပဒေစိုးမိုးမှုမရှိခြင်းအပြင်အွန်လိုင်းလိလဲမှုများလူမောင်ခိုကူးမှုများ ၊ငွေရစီဝကုန်သွယ်ဖြန့်ဝေမှုများအစမတန်ကြီးထွားလာခြင်းတို့ကြောင့်မြန်မာနိုင်ငံ၏တည်ငြိမ်ရေးကိုသာမကဒေတာရင်းနှင့်နိုင်ငံတကာ၏လုံခြုံရေးတည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ကိုဆိုးရွားစွာချိန်ကြောက်လျက်ရှိကြောင်း CRPH ကရှင်းပြပါသည်။ရှင်းအခြေအနေတွင်အကြံဖတ်စစ်တပ်ကပြုလုပ်ရန်စီစဉ်နေသည့်အထူးရောင်ရွေးကောက်ပွဲသည်မြမငိန်ချမ်းရေးကိုဥတီသည့်ရွေးကောက်ပွဲတစ်ခုမဟုတ်သည့်အပြင်ပြည်သူအများစု၏ဆန္ဒအမှန်ကိုလည်းထင်ဟပ်စေမည်မဟုတ်ကြောင်းစေဘုံကျုံများ၏အာဏာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက်ကြိုတင်ကြံစည်ထားသည့်တရားမဝင်အထူးရောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း လက်ရှိအချိန်တွင်အကြံဖက်စစ်တပ်သည်၎င်းတို့၏အထူးကတိုက်ခိုက်ရေးအင်အားများဆုံးရှုံးနေပြီးနိုင်ငံ၏နေမြေသုံးပုံတပုံခန့်သာထိန်းချုပ်ထားနိုင်ခြင်းစစ်ရဇဝတ်မှုများစွာနှင့်ဥပဒေမဲ့လောက်ရများအစွာကိုကျူးလွန်နေသည့်အကြံဖက်စစ်အုပ်စုကပြည်သူများအဖိနှိပ်၍အာဓမ္မပြုလုပ်နေသည့်တရားမဝင်တူရောက်ရွေးကောက်ပွဲဖြစ်ခြင်းတို့ကြောင့်အဆိုပါရွေးကောက်ပွဲသည်ပွင့်လင်းမြင့်သာ၍လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း CRPH ကထောက်ပြထားပါသည် အကြံဖတ်စီအုပ်စုကအဓိကနိုင်ငံရေးအင်အားစုများအားဖိနှိပ်ဖဲ့ခြင်းထားပြီးလွတ်လပ်သောသတင်းရယူခွင့်ကိုလည်းပိတ်ပင်ထားကြောင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်အနေရရှိသောအခြေအနေတို့ရောက်ရှိနေပြီးယုံကြည်ရသောအစီရင်ခံစာများအရာအကြံဖတ်စစ်တပ်၏ရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေအရထင်ရှားကျော်ကြားသောအမှုပညာရှင်များအပါအဝင်အယက်သားပြည်သူအ ਨੇ စုံ69ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါသည် အကြံဖတ်စစ်တပ်၏အတူရောင်ရွေးကောက်ပွဲသည်ဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီးလက်ရှိဖြစ်ပွားနေသောပဋိပက္ခကိုပုံမဆိုးရွားစေမည်ဖြစ်ကြောင်းထို့ကြောင့်ဆိုးရွားသောအခြေအနေများစွာကိုရင်ဆိုင်နေရသည့်မြန်မာပြည်သူများအတွက်စစ်မှန်သောငြိမ်းချမ်းရေးသည့်ပုံမအလန်းကွာဝေးမည်ဖြစ်ကြောင်းအကြံဖတ်အာနာသိန်းစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲရလဒ်ကိုပြတ်သားစွာညှင်းပယ်ပေးရန်အိန္ဒိနာချင်းနိုင်ငံများအာဆီယံကုလသမဂ္ဂနှင့်နိုင်ငံတကာအတိုင်ဝန် CRPH ကတောင်းဆိုထားပါသည်